ကောင်းထဲမှာစဉ်းစားပြီးတော့ထွက်လာတဲ့အခွက်လေးတွေဖြစ်ပါတယ်။ဒါလေးတွေကိုလည်းအကောင်းဆုံးသမီးချပြနိုင်တဲ့အတွက်လည်းဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။အကုန်လုံးလန်ထွက်နေရနော်။အကုန်လုံးလန်ထွက်။ချီတွေစူးရှာ။ဟုတ်ပဲ။ยีโชว์ပြီးတဲ့ပုံစံလေးနဲ့ထွက်လာတာပေါ့အဲလုံးဝ surprise ဖြစ်သွားအောင်လုပ်ပါအတိတ်ကရည်ရွယ်ချက်ကတော့ဒီရက်တောင်က ဟိုတခါဆင်စမတမီတုံးခဲ့တဲ့ရက်တောင်ပေါ့နော်အဲအဲအဲ့ရက်တောင်ကိုမတုံးဘူးတခြား performance တမီမှာရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးစိန်ခေါ်လိုက်တာနဲ့ရေဘူးနဲ့လည်း performance အကောင်ဆုံးချပြခဲ့ပါတယ်အားလုံးရအားပေးမှုကြောင့်ဒါလည်းဒီနေ့ဒီစုလေးတွေကိုရရှိခဲ့တာဖြစ်တယ်လို့အဲကျေးဇူးတော်ကြောင့်ဒါလည်းရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးပွဲတွေကိုလည်းအဆုံးအထိအားပေးဖို့ဒီကနေ့ပြီးတော့ပြောချင်ပါတယ်ပက် performance ဆွတ်ဆွတ်လေးရထားတာပါ တာ best in talent show ဖြစ်ပါလေရှင်ပြိုင်ပွဲဆိုတာကတော့ဘယ်သူမှ show လို့မရလေနော် performance လို့ပြောလိုက်တာ ਨੇ လုံးဝ performance ပိုင်းတွေအများကြီးထည့်ရမယ်ဆိုရတဲ့စိတ်နဲ့အဲ့လိုလေးပါ bye bye ရေချိုးပြီးတဲ့ပုံစံလေးနဲ့ထွက်လာတာပေါ့အဲ လုံးဝ surprise ဖြစ်သွားအောင်လုပ်ပါအတိတ်ကရည်ရွယ်ချက်ကတော့အကြောင်းလေးပေါ့နော်တီရက်တောင်ကဟိုတခါဆင်စမတမီတုံးခဲ့တဲ့ရက်တောင်ပေါ့နော်အဲအဲရက်တောင်ကိုမတုံးဘူးတခြား performance တမီမှာရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးစိန်ခေါ်လိုက်တာနဲ့ရေပူနဲ့လည်း performance အကောင်ဆုံးချပြခဲ့ပါတယ်အဲ့ဒီရေပူကရိုးရိုးရေပူမဟုတ်နော် sponsor ပေးထားတဲ့ရေပူနဲ့ပါတမီတို့နေ့တိုင်းတောက်ရေပေးထားတာနော်အဲ ဟုတ်ပါတယ်။ကျေးဇူးလေးတင်တဲ့အနေနဲ့ပါရှင်။ live တယ်လို့ချင်မဲ့တဲ့အများကြီးကျေးဇူးတင်ပါတယ်။အဲ့ဒီအတွက်လည်းတမီးတို့ဒီ make up ပေါ့နော် make up ဆရာ Kelvin Wayne လည်းပြင်ပေးတယ်လို့အာစပင်းကိုလည်းသူတို့ပဲလုပ်ပေးပါတယ်။ပြီးတော့အင်ချီကြတော့အထုအောင် GHD Fashion Boutique ကနေပြီးတော့အာသူတို့နေရောညရောမအိပ်ပဲနဲ့အများကြီးစူးစမ်းထားတဲ့အင်ဂျီလေးဖြစ်ပါတယ်။အဲ့ဒီကအခုဒီနေည evening gown preliminary အဖြစ်ဝတ်ခွင့်ရတဲ့လူတွေလည်းတမီးတအားပြောရဲအဲ့ဒီနားမှာတမီးတို့ဒီလုံးဝ သူရဲ့ vibe လေးကတော့ကပိုကယူလေးပေါ့နော်ကပိုကယူလေးဒါမဲ့ evening gown queen vibe သွားတဲ့ဟာလေးတော့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သမီးအများကြီးတော့ကြိုးစားထားပါတယ်အားလုံးလည်းကြိုက်နေတဲ့မျိုးမျိုးလေးပါတယ်ခုပထမဆုံးသမီးတို့ဒီ swimsuit ကြတော့ ဒီတချင်းလေးကတော့ mantra ပေါ့နော်အဲ mantra နဲ့ light on the mia ဒီအကွက်လေးတွေကိုအကောင်းထဲမှာစဉ်းစားပြီးတော့ထွက်လာတဲ့အကွက်လေးတွေဖြစ်ပါတယ်ဒါလေးတွေကိုလည်းအကောင်းဆုံးသမီးချပြနိုင်တဲ့အတွက်လည်းဘုရားသခင်ကိုကျေးဇူးတင်ပါတယ်တကယ်တော့သမီးအကောက်ွက်တစ်ခုမိသွားတယ်တော့အဲ့ရ mantra တချင်းလေး this step pretty girl mantra this step launch အဲ့အဲ့လှုပ်ဖို့သမီးအဲလှုပ်ဖို့ရှိပေမဲ့သမီးပြန်စဉ်းစားလိုက်တာကတော့อืมနည်းနည်းလေးပြတ်သွားမလားပေါ့နော်ဒါကြောင့်မလို့သမီးဒီတိုင်းပဲအပေါ်မှာအကွက်ပြရဲအောက်မှာ turn လုပ်တယ် ယ် turn နဲ့အကွက်ပေါ့နော်ဒါပြီးလို့ရှိရင်တမီးတို့ post တွေပြောပြတာပါပဲရှင့်ညလင်းထားပြတာလို့ဆိုတော့50 50ပေါ့ဘသူများရသွားမလဲဒီနေ့ကြီးလိုက်တော့အကုံလုံးလန်ထွက်နေရနော်အကုံလုံးလန်ချီတွေစူးရှာလုံးဝတူတူလည်းတိမလားအကွက်တွေထုတ်ပြရဆိုတော့လေအင်းပစ္စည်းတွေပစ္စည်းတွေပစ္စည်းတွေထုတ်ပြအာတမီးတို့တမီးတို့ချက်ပစ္စည်းချီတယ်ဟုတ်တယ်ဟုတ်တယ်ရန်ကုန် ရှိဒါလေးတွေထုတ်ပြတာပါပဲအဲ့လိုဆိုတော့နော်ဟုတ် ဟုတ်ပါရဲ့ဟုတ်ပါရဲ့အာတမီးကတော့နည်းနည်းလေး flirty vibe ဖြစ်အဲ့လိုလိုသွားထားပါတယ်ရှင့်တမီးတို့ဒီ best swimsuit award ကိုပြောတဲ့ချိန်မှာပေါ့နော်တမီးကအပေါ်ကနေပြီးတော့อืมစတိုင်လေးချက်ချက်ရက်နေတာပေါ့နော်အကုန်လုံးအသက် entertainment ဖြစ်အောင်ရက်နေတဲ့ချိန်မှာခေါ်တော့ခေါ်လိုက်တယ်ဒါပေမဲ့တမီးမကြားလိုက်ဘူးအဲ့ speaker ကအနောက်မှာမရှိတော့တမီးတို့စကလုံးကဝါးနေရလေးနော်မဆိုတော့ now come လို့ခေါ်တာတမီးမကြား ရက်ပြုံးနေပြုံးနေတော့အောက်ကနေဘယ်သူမှမထွက်ဘူးဘယ်သူမှမထွက်ဘူးလို့ဘယ်သူလဲအင်းပြီးတော့အနောက်ကဆရာနမ်ကမ်နမ်ကမ်ဆိုတူဟမ်တမီးအော် okay ဘယ်သူမှမထွက်တော့ဆိုတော့တမီးကိုပဲခေါ်တာပေါ့နော်ဟုတ်တယ်ပါဘယ်မှာတော့လဲဘူးလားဟုတ်တယ်မာဒီစပီကာမကြားတာပေါ့နော်အတန်းဝါနေတာဆိုတော့နမ်ခမ်းပြောတာလားဟိုတမီကိုတောင်းလို့ကြားလိုက်တလားလို့ အဲ့လိုอืม23ရက်နေ့အတွက်ပေါ့နော်အစင်တင်လောက်ထားပြီမလို့ဆက်အားပေးပါဆက်ချစ်ပေးကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ပါတယ်အခုအမပြောတဲ့အတိုင်းပဲသူကတော့လုံးဝ performance မလျှော့တာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားစရာလေးတွေအများကြီးလုပ်တော့မှာဖြစ်တဲ့အတွက်ကြောင့်အဲသမီးတို့အကုန်လုံးကလည်းတယောက်ပြီးတယောက်လုံးဝအခုဒီနေ့နဲ့ဆိုလို့ရှိရင်နော်လုံးဝဇက်ရှိန်မြင့်လာပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်23ရက်နေ့ final day မှာလည်း hexagon complex မြန်မာ idol တွေဝင်ပြိုင်တဲ့ရွှေထွတ်တင်နှမ်းမှာည9:00နာရီ live ပဲဖြစ်ဖြစ်အဲ ticket လေးဝယ်ပြီးတော့ပဲဖြစ်ဖြစ်သမီးတို့လာရ ောက်အားပေးလို့ရပါတယ်လို့တမီးတကနေပြီးတော့ပြောချင်ပါတယ် Miss Grand Now you will know the city glowing with gold Now အရင်လာပါတယ်သွားကြိုးတဲ့ချိန်နဲ့အရင်ပြောပါတယ်အရှိကနေရှေ့ဆုံးကနေပြီးတော့អော်နေရဟုတ်ကဲ့ ဆီဂျင်ပို့ဆိုတယ်ဟုတ်တယ်သူမြေစကားပြောချင်တဲ့စကားပြောဖို့အချိန်ကမရဘူးဖြစ်နေ Final point ကိုအားပေးဖို့ကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်တောင်းဆိုပါတယ်ရှင်ဟုတ်ကဲ့သူမြေတို့လည်းအများကြီးကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်အားလုံးရဲ့အားပေးမှုကြောင့်ဒါလည်းဒီနေ့ဒီစုလေးတွေကိုရရှိခဲ့တာဖြစ်တယ်လို့အဲကျေးဇူးတော်ကြောင့်ဒါလည်းရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးပွဲတွေကိုလည်းအဆုံးအထိအားပေးဖို့ဒီကနေပြီးတော့ပြောချင်ပါတယ်